မင်္ဂလာပါရှင်ဗမာခေတ်တည်တရင်ဌာနမှကြိုဆိုလိုက်ပါတယ်ရှင်ယခုချိန်မှစပြီးမတ်လ16ရက်နေ့မနက်ခင်းတရင်များကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးတရင်အနေနဲ့စစ်ကောင်းဆောင်များယုံထိုင်သည့်စစ်ရုံးချုပ်ကိုအဓိကလုံခြုံရေးယူထားသည့်စကခ6တွင်ခန့်စစ်ပြင်၍တက်လန့်ထားဆိုတဲ့တရင်ပဲဖြစ်ပါတယ်ရှင် စစ်ကောင်းဆောင်နဲ့စေရရှင်များယုံဆိုင်ရာစေယုံချုပ်ကိုအ धिक လုံခြုံရေးတောင်းယူထားရသည့်အမှတ်6စစ်စင်ရေးကုကဲမှုဌာနချုပ်စကခ6တွင်လက်နက်ကြီးများတက်စင်ကခံစစ်ပြင်၍တက်လန့်ထားကြောင်းသိရသည်စကခခ6တွင်ဟောင်းဝဲစာအမြောက်တင်ကတန်ချက်ကရှင်များဖြင့်တလန့်ပြင်ဆင်ထားပြီးပတ်လည်ရှိစုမှုကုန်းများတွင်လည်းတက်အသင့်ပြင်စုဖွဲ့ထားကြောင်းဗိုလ်ကြီးစင်ရုံထံမှသိရသည် စကခ6ဆိုတာနေပြီးတော့အတွက်တည်တန့်ထားတဲ့တည်ရင်တက်မလို့တောင်ပြောလို့ရတယ်။သူတို့ကကြိုပြီးလှုပ်တက်တာရှိတယ်ပြောလို့မရဘူး။ဝင်လာခဲ့သည်ရှိတော့ဆိုတဲ့ကြောက်စိတ်ပေါ့။တရင်တက်တဲ့ကြားပြီးဆိုတာနဲ့ခန်းစစ်ကိုချက်ချင်းလငင်းပြင်းတဲ့အနေထားပါ။အခုပြင်နေတယ်ဆိုတော့တကယ်လို့တိုက်ကောင်တိုက်လာနိုင်တဲ့အနေထားမျိုးကိုသူတို့မျှော်မှန်းထားပုံရတဲ့အနေထားကိုရောက်နေပြီဟုစီရီယန်စစ်သားဗိုလ်ကြီးစင်ယောက AR time ကိုပြောသည်။တမပတ်လေရှိစက်တဲ့ရေးမြောင်းများကိုလည်းမြေတူးဆက်များဖြင့်အခိုင်အမာခန်းစစ်ပြင်ထားပြီးဘေးပတ်လေတွင်ရှိသည့် ခမရ433နဲ့ခမရ434ကိုလည်းဆက်သွယ်ရေးမြောင်းများဖြင့်ကိုရန်ဖွဲ့ကတူဖို့ထားကြောင်းသိရသည်။တိုက်ပွဲဖြစ်လာပါကတမမှုဘျူဟာမှုများပုံခွင်ရန်အတွက်ခမရ413တွင်ကိုကဲမှုဘန်ကတိစား၍ဂရင်ရိတ်ခါနှင့်ဆက်သွယ်ရေးဆက်များပါအရန်တင်ထဲထားကြောင်းသိရသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာစာရေးယခုချိန်တွင်စကခ6တွင်နိုင်ငံရေးအကျဉ်းသားချုပ်ကိုဖမ်းဆီးထိန်းသိမ်းကစစ်ကြောရေးများလှုပ်ဆောင်နေကြောင်းတပ်သရင်ရင်းမြစ်ထံမှသိရသည်စစ်ကောင်စီကစကခ6တွင်နေဂျမရေဒီယိုလိုင်းနောက်ဆက်ဆက်ကြီး၃လုံးတက်ဆင်ထားပြီးစကခပတ်ဝန်းကျင်ကိုလည်းလက်နက်ကြီးများဖြင့်ချောင်းလန့်ပစ်ခတ်မှုများပြုလုပ်လေရှိကြောင်း၎င်းကဆိုသည် ပြီးခဲ့သည့်ရက်ပိုင်းကရန်ကုန်မင်းလေးအမြန်လမ်းပေါ်တွင်တော်လင်တပ်ဖွဲ့များလုံခြုံရေးယူစစ်ဆေးမှုများပြုလုပ်ခဲ့သည့်ပြင်ပဲခူးတိုင်းအတွင်းစစ်ရေးလှုပ်ရှားမှုများရှိလာသည့်အတွက်နေပြည်တော်ကိုစစ်ကောင်စီကခန့်စစ်အတွက်အထူးပြင်ဆင်လာခြင်းဖြစ်ကြောင်းသိရသည်ဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့အင်းတော်တို့စက်ကူလာစဉ်စစ်ကြောင်းပြတ်သည့်တိုက်ခိုက်ခံရသည့်စက်ကောင်စီတပ်မှစစ်သား၄ဦးကရင်ပြည်ပပေါင်းတပ်ထမှန်ဖမ်းပြီး ဖမ်းမိကြသည့်73မှ30ချောရှိလာပြီးလက်နက်များလည်းရထားဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။စကိုင်းတိုင်းကတာမှာအင်းတော်မျိုးနေတို့စစ်ကူလာသည့်စစ်ကောင်စီတပ်ကြောင်းအားကချင်လွတ်လပ်ရေးတပ်မတော် KYA နှင့်ပြည်သူ့ကော်မတီတပ်ဖွဲ့ပကဖာပြည်သူ့ကော်မတီတပ်မတော် PDF ဖူးပေါင်းတပ်များကကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်ထိ송ထိခိုက်မှုများရှိခဲ့ပြီးဖမ်းမိ73မှများမှလည်း30ဦးချောထိရှိလာကြောင်းကချင်သတင်းရင်းမြစ်ကပြောသည်။ KIA PDF ဖူပေါင်းတပ်ကမြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့်အင်းတော်မြို့နယ်ကိုကတားမြို့ဘက်မှစစ်ကောင်စီအင်အား150ခန်းကစစ်ကူသွားရောက်ကမက်စလ15ရက်တွင် KIA ပူပေါင်းတပ်များကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည့်တိုက်ပွဲတွင်စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုများရှိခဲ့ပြီးကနေဦးတွင်စစ်သုံးမှန်29ဖမ်းမိခဲ့သည်ဟုဆိုသည်ထို့နောက်စစ်ကြောင်းပြက်ပြီးထွက်ပြေးသွားသည့်စစ်ကောင်စီတပ်မတပ်ဖွဲ့ဝင်များကိုမက်လ18ရက်တွင်ထပ်မံဖမ်းမိခဲ့ကြောင်းသတင်းရင်းမြစ်ကပြောသည် တမ89နဲ့ဖမ်းမိတာ30ကျော်သွားပြီဒီမနက်၄ရက်ထပ်မံဖမ်းမိတဲ့ဟုကချင်းစည်ရေးတရင်မြေကပြောသည်အဆိုပါစစ်ကူတားပူပေါင်းတပ်ဖွဲ့ရောက်တိုက်ခိုက်ရရင် စစ်ကောင်စီတပ်မ40ခန့်တေဆုံးခဲ့ကြောင်းကချင်းတရင်ရင်မြက်ကယနေ့မနက်တွင်ပြောပြထားတော်လဲတေချာအတီးပြုချက်မရသေးပေ။ရင်းစစ်ကောင်စီတပ်သည်စစ်ကြောင်းဖွဲ့စည်းပုံပြက်ကကတာမြို့နယ်ဘက်သို့ပြန်ဆုတ်ခွာသွားကြောင်းကချင်းတရင်ရင်မြက်ကပြောသည် စစ်ကောင်စီတပ်ထံမှလက်နက်ခဲရဲများတိမ်ပိုက်ရရှိခဲ့မှုနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ချို့သိဆုံးနေသည့်မှတ်တမ်းကိုလည်းတရင်ရင်မြကပြသသည်လက်ရှိတွင်အင်းတော်ဒေသနေရာများစုကိုပူပေါင်းတပ်ကထိန်းချုပ်ထားပြီးထိတွေ့မှုများလည်းနေစီရှိနေကြောင်းတရင်ရင်မြကပြောပြသည်ဆလာဘင်လေးမျက်နှာတွင်တိုက်ပွဲဖြစ် ARD တိုင်းစစ် area ကျပြန့်လာဆိုတဲ့တွင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ARA တိုင်းလင်းမြနာမြို့နယ်တွင်ပသိမ်မုံရလမ်းမရှိကြေးရွာအချို့တွင်စစ်ကောင်စီတပ်နှင့်ပြည်သူ့ကော်မတီတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီကဒေသတွင်ဆက်ဆက်မြို့နယ်များတွင်စစ်ဆေးမှုများကိုတင်းကျပ်ထားသည်။ရေတီဘက်ကနေပိတ်တဲ့ဟင်္ဒရာဘက်ကနေဝင်တဲ့လမ်းတွေလည်းအရင်စစ်ဆေးနေတယ်။တိုက်ပွဲကညကစားဖြစ်တာ PDF တွေဝင်လာတဲ့ဆိုပြီးစစ်တပ်ဘက်ကစပြီးစစ်ကြောင်းထူရာကနေဖြစ်တာဟုလင်းမြနာမြို့ကန်တအူးကပြောသည်။ ပသိမ်မုံရွာလမ်းမရှိဆက်ဆက်ရွရွာနှင့်ချင်းလေရွာပဝန်းကျင်ရှိရုံမတော်ရင်းနေရာချုံ၌တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းဒေသခံများကပြောသည်။လေးမျက်နှာမြို့နယ်သည်ဟင်္ဒရာခရိုင်အတွင်ပါဝင်သည်။ထို့အပြင်ရေကြည်မြို့နယ်မြောက်ဆန်းရွာရှိစစ်ကောင်စီအမြောက်တပ်အမတ်တ3လေးလေးနှင့်လေဒေသချင်းဆက်ဆံနေသည်။ချင်းလေရွာကိုဝင်ပြီးဒေသခံတွေကိုအပြင်ထုတ်ခွင့်မပေးဘဲစစ်ဆေးနေတာရှိတယ်။ဖုန်းတွေလည်းတိမ်ထားတယ်။အထူးသဖြင့်ဒေသခံတွေကိုမဲမဲအနေထားရှိတယ်ဟု PDF များနဲ့နှိစက်သူတို့ကပြောသည်။ ရေကြီးမြို့နယ်တွင်ရှိရင်းနသာလန်ဆုံဆက်ဆက်ရိုလန်ဆုံတို့ကိုစက်ကောင်းစီကမက်လ18ရက်မနက်ပိုင်းတွင်ပိတ်ခဲ့ပြီးနောက်ရင်းနသာလန်ဆုံကိုပြန်ဖွင့်ပေးတော်လဲဆက်ဆက်ရိုလန်ဆုံအားဆက်လက်ပိတ်ထားသည်ထို့ကြောင့်ဒေသခံပြည်သူများတရေချာသွာလာကြရင်ရေကြီးမြို့နယ်ပြည်သူ့ကာယွေအဖွဲ့ကမက်လ18ရက်တွင်ထုတ်ပြန်ထားသည်အမတ်3လေးကိုလည်းစကောင်းစီကအင်အားထက်မှန်ဖြည့်တင်းနေပြီးဘန်းကအစ်မများတူနေကြောင်းတရင်ရရှိသည် ်အမကြ3လေးလေးသည်လက်ရှိတိုက်ပွဲများဖြစ်နေသောတာပေါင်းမြို့နယ်ဘက်သို့ပြစ်ကူပေးနေသည့်အမြောက်တရင်ဖြစ်သည်အဆိုပါနေရာကိုအေအေကပြစ်မှတ်ထားတိုက်ခိုက်သိမ်းယူနိုင်ကြောင်းစီရန်ဘူဂျီစင်ယောကသုံးသက်ထားသည် ARE တိုင်းတွင်ပြီးခဲ့သည့်ဇန်နဝါရီလကရွှေတောင်ရံမြို့နယ်တာပေါင်းမြို့နယ်ရေကြီးမြို့နယ်တို့မှရခိုင်ရုံမနှင့်ဆက်ဆက်နေရာများတွင်တိုက်ပွဲများပြင်းထန်ခဲ့သည်အဆိုပါတိုက်ပွဲများတွင်စစ်မှုထမ်းဥပဒေဖြင့်စစ်သားစုဆောင်ခံရသူများကိုစစ်ကောင်စီကအုံပြုခဲ့ပြီးတေဆုံးတန်ရာရသူထွက်ပြေးသူများများပြားခဲ့သည် ဆက်လက်ပြီးအများပြည်သူအပန်းဖြေရာအင်အားကံပေါင်းနဲ့လူငယ်6ဦးကိုရဲများဖမ်းသွားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်မြို့မြမပလာဇာရှိအင်အားကံပေါင်းတွင်ရှိနေသောလူငယ်6ဦးကိုရဲများကဖမ်းဆီးသွားကြောင်းသိရသည်။မက်လ16ရက်ညနေ9:40မိနစ်40ခန့်တွင်အများပြည်သူအပန်းဖြေအနာယူရဖြစ်သည့်ရန်ငယ်မြို့နယ်ကဘာအေဖျားလမ်းပေမြမပလာဇာရှိအင်အားကံပေါင်းသို့ရဲများရောက်လာပြီးလူငယ်20ခန့်ကိုတန်းစီထိုင်ခိုင်းကစစ်ဆေးမေးမြန်းပြီးနောက်လူငယ်6ဦးကဖမ်းဆီးခေါ်ဆောင်သွားကြောင်းရန်ကုန်စကနာဝော သတင်းထုတ်ပြန်သည်မတင်ကလို့ခေါ်ဆက်ပြီးဖန်ခေါ်သွားတဲ့ပုံစံမှာပြပြန်လွတ်ပေးလိုက်တဲ့သူတွေတဲ့ဂီတာတီးတဲ့သူတွေပါတယ်ဆိုတော့ဂီတာနဲ့ဖြောပြတဲ့အဖွဲလို့ယူဆပါတယ်ဟုရန်ကုန်စကောက်နက်ဝက်မှတောင်းရှိသူတို့က MBA တို့ပြောသည်လူငယ်များအားမြေဒီအကြောင်းကြောင့်ဆက်စေးမေးမြန်းတယ်လို့ဆိုသည်ကိုမသိသလိုမြေတို့သောအကြောင်းကြောင့်လူငယ်ချောင်းကဖန်စီသွားတယ်လို့မသိကြောင်းရင်းလူငယ်ချောင်းကိုပြန်လွတ်မလွတ်လဲစုံစမ်းနေစေဖြစ်ကြောင်း၎င်းကမက်လ9ရက်မွန်လွဲပိုင်း၌ပြောသည်ဗဟန်းမြို့နယ်နေအမျိုးသားတို့က ကျွန်တော်အဲ့နေရာကိုညနေဘက်မကြာခဏရောက်တယ်။အဲဒီမှာစပိန်စီးတဲ့လူငယ်လေးတွေအသက်20ဝန်းကျင်တွေပေါ့။အုပ်စုလိုက်တွေ့လေးရှိတယ်။တခြားလူငယ်တွေလည်းညနေဘက်လာထိုင်ကြတယ်။မတ်လ16ရက်ကတော့မရောက်ဖြစ်ဘူး။ဒါပေမဲ့မနေ့ကရောက်တဲ့တငယ်ချင်းပြောပြလို့သိရတယ်။လူငယ်တွေကိုဖမ်းသွားတာမှန်တယ်ဟုပြောသည်။ရှင်လူငယ်ချောကိုရှယ်များကအင်းစီက3စီးပေါ်ခွဲတင်ကဖန်ဆီးသွားကြောင်းရန်ကုန်စကောက်နက်ဝော့ကထုတ်ပြန်ထားသည် ယခုဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ရေကြီးအမြောက်တပ်တွင်အရေးပေါ်မြေတူးဆက်များပါတုံရခန့်စစ်အခိုင်အမာပြင်ဆင်နေရပြီးစကူရင်နယ်များပို့နေရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ AR တိုင်းရေကြီးမြို့နယ်ငတိုင်းချောင်းမြို့ရှိမြောက်ဆန်းအမြောက်တက်344ကိုခန်းဆက်ခိုင်းမှပြင်ဆင်နေပြီးစစ်ကူများပါပို့ဆောင်နေကြောင်းသိရသည်ထိုးစစ်မှာအမြောက်တက်အနည်းထိရောက်လာတော့မည်ဖြစ်သည့်အတွက်မြေတူးဆက်များအပြင်မှအရေးပေါ်တူဖော်နေရပြီးမိတ်တလင်းတရေခုံရှိသူစင်သည်တီရာကုန်ဖြင့်စသည့်ကြီးရွာများမှဒေသခံများကိုလည်းလှူအားပေးရန်အတင်းအဓမ္မခေါ်ဆောင်ထားကြောင်းဒေသခံများထံကသိရသည် အမြောက်တဲရဲ့ဘန်ကာရီချန်စီယိုအုတ်တိုင်းခတ်တာရဲ့အမြန်ပြီးဖို့လူတွေဆိုပြီးအနီးနားရွာကအမျိုးသားတွေကိုလှုပ်အပ်ပြီးခေါ်ခိုင်းနေတာစိတ်ရင်တန်းတွေလည်းအင်အားပြည့်နေအနေတိုင်းအဝင်အထွက်ရှိနေတယ်ဟုငတိုင်းချောင်းဒေသခံတို့က ARD Time ကိုပြောသည် အမြောက်တပ်တွင်ကွန်ကရစ်ဗန်ကဆောက်လုပ်ခြင်းချန်စီယိုအုတ်တိုင်းကာယံကျဲများကိုအလယ်အမြန်ဆောင်ရွက်နေကြပြီးငတိုင်းကြောင့်ကွာလန်ပေါ်ရှိမိုင်တိုင်အမှတ်7မိုင်၄ဖလုံးတီဟိုကင်အဆက်တွင်ရှိသည့်စစ်တပ်ထောက်ခံသူတို့၏နေအိမ်ခြံဝင်းတွင်လည်းလက်နက်ကြီးစခန်းတစ်ခုဆောက်လုပ်တပ်ဆွဲထားပြီးစောက်ဆန်းနှင့်ကြောက်တိုင်ဝေးကျွရများဘက်သို့လက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ခတ်လျက်ရှိကြောင်းသိရသည် ။စစ်ကောင်စီသည်ကျုံမြို့ခြေဆိုင်ခလိုင်ရ36အတွင်းရှိကိုပိုင်းကျောင်းမှကျောင်းကားများကိုတုံးပြီးအမတ344နှင့်ညောင်အိုင်ချင်းလေဆက်ဆက်ယူကြီးရွာများသို့စစ်ကူများပို့ဆောင်တာကြောင့်ဒေသခံများထံကသိရသည်။ထို့ပြင်မတ်လ18ရက်နေ့တွင်ခလိုင်ရ39မှနေ၍စစ်ရင်နှင်းရှစ်စီးဖြင့်အမြောက်တပ်အတွင်းစစ်ကူပို့ထားကြောင်းပိုကြီးစင်ရောကဆိုထားသည်။ ပသိမ်မုံရွာကားလမ်းပေါ်ရှိဆက်ဆက်ယူကြည်ရွာဝန်းကျင်နှင့်မက်စလ18ရက်နနက်တနားရီခန်းမှစရိတ်တိုက်ပွဲပြင်းထန်နေပြီးနှစ်ဖက်ထိခိုက်ကြဆုံးမှုရှိကြောင်းသိရသည်အမြောက်တပ်344နှင့်ကွင်းခေါက်ကြားရှိချင်းလေရွာကိုစစ်ကောင်စီတပ်များဝင်ရောက်တပ်ဆွဲပြီးဒေသခံရွာသားများလက်ကင်ဖုံးများကိုပါသိမ်းဆဲကစေဒီတထောင်ဖုံတော်ကြီးကျောင်းဝင်းတွင်ဒေသခံများကိုထဲ၍ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်နေကြောင်းသိရှိရပါသည်ရှင်။